မြန်မာနိုင်ငံရဲ့ငလီ NLR ကိုတင်ပြပါသလားဇာကာ1930မှာလှုပ်ခဲ့တဲ့ဘကူးငလီမှာကဘာပေါ်မှာငလင်ကြောကြီးနှစ်ခုပဲရှိပါသေးအဲဒါက Airbike ငလင်ကြောနဲ့ Pacific Milesu ငလင်ကြောပါမြန်မာနိုင်ငံကတော့ Airbike ငလင်ကြောပေါ်မှာရှိပြီးငလင်အသေးစားနဲ့အလက်စားတွေမကြာခဏလှုပ်ပါသေးငလင်လှုပ်တယ်ဆိုတာဘာလဲဘာကြောင့်လှုပ်တာပါလဲငလင်လှုပ်တယ်ဆိုတာကဘာမျက်နှာပြအောက်ကကြောက်ချက်ပြယူလျာပြီးရေကြီးရုပ်ပြလှူရှားသွားတာကိုခေါ်တာပါ ။ဒီအောင်ထဲကလုံရှောင်းမှုကြောင့်ငလင်ဖြစ်တယ်လို့ဒီဘောကမိရောင်တွေပောက်ကွဲမှုကြောင့်လည်းငလင်ဖြစ်ပါရဲ့။ဆယ်ကြီးတွေကိုရေဖြည့်သွင်းတာနဲ့နျူကလ িয়ার ပောက်ကွဲမှုကြောင့်လည်းငလင်တွေလှုပ်နိုင်ပါရဲ့။မြန်မာနိုင်ငံမှာလည်းငလင်လှုပ်ရတဲ့အကြီးအကဲအကြောင်းရင်းနှစ်ခုရှိပါရဲ့။ပထမအကြောင်းရင်းကအိန္ဒိယကျောက်ချက်ကမြန်မာကျောက်ချက်အကူတစ်နှစ်မှာ3.5စင်တီမီတာလုံးနဲ့တိုးဝင်နေလို့ပါ။ဒုတိယအကြောင်းရင်းကမြန်မာကျောက်ချက်ကတစ်နှစ်မှာ2.5စင်တီမီတာနှုန်းနဲ့ရပ်ပတ်ကိုရွှေ့နေလို့ဖြစ်ပါတယ်။ မြေအားပြည့်ရည်တွေကြောင့်လည်းငလျင်ဖြစ်နိုင်ပါသေးတယ်။ဒါကတော့မြန်မာနိုင်ငံကငလျင်ပြည့်ရည်တွေပါ။အဲဒီထဲမှာစကိုင်းပြည့်ရည်ကအရှည်ဆုံးနဲ့နှုတ်ခတ်မှုအများဆုံးပြည့်ရည်ကျော်ပါ။အင်အားလည်းများပါသေးတယ်။1930မှာပြည်အား Richard Scale ခလင်းထက်မှ၃နဲ့နှုတ်ခတ်သွားတဲ့ဗကူးငလျင်ကစကိုင်းပြည့်ရည်ကြောင့်ဖြစ်ကြပါ။မြန်မာနိုင်ငံမှာပြည်အားလိုက်ငလျင်တန်ခါးရနိုင်တဲ့စုံငါးစုံဆိုပြီးခေါ်ရပါတယ်။အားပြည့်နဲ့ဆုံးဖြစ်တဲ့စုံငါးမှာဘကူး Q မန္တလေး၊စကိုင်း၊တကောင်း၊ပူတာဦး၊တမိုင်း၊ကလေးနဲ့ဟောင်းမလေးမြို့တွေပါပါတယ်။လူကြီးရဲ့ထူးထက်တဲ့ရန်ကုန်မြို့ကတော့စုံနှစ်နဲ့စုံသုံးကြမှာရှိပါတယ်။ဒီညာရှင်တွေကတော့နှစ်ပေါင်း100ကျော်တွင်အင်အားပြည့်တဲ့ငလင်းတွေရကြောပြန်လှူရှားနိုင်ခြင်းရှိရလို့ခန့်မှန်းထားကြပါတယ်။အခုဆိုရင်ပဲမြမတမိုင်းရဲ့အစိုးဆုံးငလင်းဖြစ်တဲ့ဘဘိုးငလင်းလှုပ်ခဲတာနှစ်ပေါင်း60ကျော်သွားခဲ့ပါပြီ။မြမငယ်ငယ်လေးနဲ့ငလင်းပေးရတဲ့အတွက်ကျိုးတင်ပြင်ဆင်မှုတွေရှိနေပြီလား။ ဘလို့မြင်ပါတယ်လဲ